ငလင်လှုပ်ခတ်ပြီး3လပြည့်ချိန်အထိရမုံငွေမလုံလောက်မှုကြောင့်တုံ့ပြန်ကူညီရေးကြိုးပမ်းမှုတွေကိုအကန့်အသတ်နဲ့ဆောင်ရွက်နေရကြောင်းကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးယုံ UNOCHA ကပြောပါရယ် လက်ရှိအချိန်အထိ2025ခုနှစ်လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေနဲ့တုံ့ပြန်ရေးအစီအစဉ်တွေအတွက်လိုအပ်တဲ့ရေမုံငွေရဲ့စနစ်ရာခိုင်နှုန်းသာရရှိထားပြီးငလင်အတွက်နောက်ဆက်တွဲရေမုံငွေတောင်းခံရမှာလဲ36ဒသမ5ရာခိုင်နှုန်းသာရရှိထားကြောင်းသိရပါတယ်။ဒါကြောင့်လူမှုဘဝရှင်သန်ရေးအကူအညီတွေတိုးမြင့်ပေးရနိုင်မှုနဲ့အထူးကိဆုံးပြည်သူလူထုထံအကူအညီတွေရောက်ရှိနိုင်မှုအတွက်ကတိပြုထားတဲ့ထပ်တိုးရေမုံငွေတွေအချိန်မီချထားပေးဖို့အရေးကြီးနေပြီ ပြန်လည်ထူထောင်ရေးနဲ့ပြန်လည်တည်ဆောက်ရေးလုပ်နိုင်ဖို့အကူအညီလိုအပ်နေသူတွေအတွက်ထပ်တိုးရမုံငွေတွေကိုအလင်းမြန်ချထားပေးဖို့အရေးကြီးကြောင်း UNO ချကဆိုပါတယ်။မလ28ရက်နေ့ငလင်တန်ရဲ့နောက်ဆက်တွဲအကျိုးဆက်တွေကြောင့်မြန်မာနိုင်ငံမှာရှိတဲ့လူသားချင်းစာနာမှုဆိုင်ရာလိုအပ်ချက်တွေများသထက်များလာပြီးရှင်ရင်းစွဲအားနည်းချက်တွေကိုပုံမှန်ဆိုးရွားလာစေကြောင်း UNO ချကထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံမှာလူသားချင်းစာနာမှုဆိုင်ရာအခွင့်အရေးလိုအပ်နေသူ16တသမ6သန်းနဲ့စံချိန်တင်မြင့်တက်လျက်ရှိပြီးငလင်အပြီးမှာထပ်တိုးလို့ရ2သန်းဟာအရေးပေါ်အခွင့်အရေးလိုအပ်လျက်ရှိကြောင်း UNO ၆ကထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံဟာမကြာခဏဖြစ်ပေါ်လာတတ်တဲ့ဘေးရန်ကြီးတွေဆက်လက်ဖြစ်ပွားနေစေပဋိပက္ခတွေကြောင့်ခက်ခဲတဲ့လူသားချင်းစာနာမှုအကြက်တဲတွေနဲ့ကာကွယ်ဆောင်ရှောက်ရေးဆိုင်ရာအန္တရာယ်တွေကိုဆက်လက်ရင်ဆိုင်နေရပြီးနိုင်ငံတော်မှာလူရေ3.5တန်းခန့်နေရဲဆုံးခွာနေထိုင်ကြရလျက်ရှိကြောင်းလည်းထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။ မလ28ရက်ကအင်အားပြင်းထန်တဲ့ငလင်လှုပ်ခတ်မှုကြောင့်မြို့ပြတွေနဲ့ကျေးလက်ဒေသတွေမှာအကြီးအကျယ်ပျက်စီးမှုတွေဖြစ်ပွားခဲ့ပြီးအသက်ဆုံးရှုံးမှုအင်ဂျင်နဲ့အခြေခံအဆောက်အုံတွေပျက်စီးတာအသက်မွေးဝမ်းကြောင်းမှုတွေထိခိုက်တာတွေဖြစ်ပေါ်ခဲ့ကြောင်း UNO ချကထုတ်ပြန်ပါတယ်မြန်မာနိုင်ငံမှာဖျားပြင်းငလင်ကြီးလှုပ်ခတ်ခဲ့ပြီးငလင်ဘေးသစ်မိသားစုတွေဟာနေထိုင်မှုဘဝပုံမှန်ပြန်ဖြစ်ရေးအတွက်အခက်အခဲတွေကိုရင်ဆိုင်ပြီးပြည်လဲထူထောင်ရေးအတွက်ဆက်လက်ရုန်းကန်နေကြရဆဲဖြစ်ကြောင်း UNO ချကပြောပါတယ် မန္တလေးနဲ့စကိုင်းမှာရှိတဲ့နေရဲစွန့်ခွာတင်းရှောင်နေရတဲ့ထောင်ပေါင်းများစွာသောမိသားစုတွေဟာလူထုထက်ပြီးလုံခြုံမှုနေတဲ့ယာယီခေါ်လိုရာနေရာတွေမှာဆက်လက်နေထိုင်နေရဆဲဖြစ်ပြီးယာယီစခန်းများစွာဟာပြင်းထန်တဲ့ရာသီဥတုတန်းကိုကြမ်းကြမ်းခံမှုစိတ်မချရတဲ့အတွက်မိုးဦးကျလာပြီးဖြစ်တာနဲ့အမျှဘေးဒဏ်ခံထားရသူတွေအတွက်ဘေးအန္တရာယ်တွေလည်းပုံမများပြားလာနေကြောင်း UN OCHA ကဆိုပါတယ်။ယာယီစခန်းနေရာတွေနဲ့ပြည်လဲအခြေချရာနေရာတွေမှာတောက်တုံးရင် ပဝန်းကျင်တန်ရှင်းမှုနဲ့ရေစိုးထုတ်စနစ်တွေလုံလောက်စွာမရှိတာကြောင့်ဝမ်ပြန့်ဝမ်လျှော့ယောဂနဲ့အရေပြားယောဂတွေဖြစ်ပွားလျက်ရှိပြီးတန်ရှင်းမှုအားနေတာကြောင့်ကျန်းမာရေးအန္တရာယ်တွေတိုးပွားလာလျက်ရှိကြောင်း UN တို့ချကထုတ်ပြန်ထားပါတယ်။2025ခုနှစ်ပထမ3လပတ်အတွင်းလူသားချင်းစာနာမှုဆိုင်ရာအဖွဲ့အစည်းတွေအနေနဲ့အကူအညီပေးဖို့ရထားတဲ့လူဦးရေရဲ့28ရာခိုင်နှုန်းဖြစ်တဲ့လူဦးရေ1.5%ကိုအရေးကြီးတဲ့အကူအညီတွေပေးရနိုင်ခဲ့တယ်လို့သိရပါဗျ။